အလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လဲ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ Facebook page ပေါ်ကတော့နေ့စနစ်ကြကြဗီဒီယိုတင်ပုံတင်ကြီးလေးကိုကျွန်တော် share လုပ်ပေးခြင်းနဲ့အတချို့မိတ်ဆွေတွေကဒါကျွန်တော်တို့ပေါ့နော်သူ့ရဲ့လိုအပ်ချက်တွေလည်းပြည့်နေပြီဒါပေမဲ့ဆက်အပ်တွေမပေါ်သေးဘူးပေါ့နော်အဲဒီလိုမျိုးမိတ်ဆွေတွေတွေ့ဆိုရင်လည်းဒါကျွန်တော်တို့ဗီဒီယိုတွေတင်တဲ့နေရာမှာနေ့စနစ်မကြဘူးဆိုရင်ဒါမျိုးဆက်အပ်တွေကပွင့်ဖို့ခက်ခဲတယ်ပေါ့နော်ပွင့်လဲပွင့်ခဲတယ် အတကယ်တော့ပွင့်ခဲ့ရင်လည်းပေါ့နော်အင်ကန်းရှာတဲ့နေရာဒီမှာဘီတိုတင်တာနေစနစ်မကျဘူးဆိုရင်ပေါ့နော်အပတ်စံအရနဲပါတယ်အပီယန်နေစီပီယန်နေနဲတယ်ပေါ့နော်အကျွန်တော်ရဲ့မိတ်ဆွေတွေဒီလိုမျိုးမဖြစ်ရအောင်ဗီဒီယိုတွေကိုဖစ်ဆိုးပေးပေါ့နော်နေစနစ်ကြကြအဲတင်မွန်တင်နည်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်ပါတယ်အဒါကတော့မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အသိပေးတဲ့ဆရာသမားတွေကြော်တော်လို့ရပါတယ်โอเคဒီလိုမျိုးတင်ဖို့ဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကကွန်ပျူတာရှင်းနေတယ်ကွန်ပျူတာကတင်ပေါ့နော် အဲကွန်ပျူတာမရှိဘူးကျွန်တော်တို့ကဖုန်းနဲ့ပဲဆိုတော့ရတယ်ဖုန်းဆိုတော့ကြိုက်တဲ့ browser တစ်ခုကိုအသုံးပြုပြီးတော့ပေါ့နော်ဒါကျွန်တော်တို့အဲဗီဒီယိုတွေကို upload တင်ရမယ်အဲ Facebook Facebook မှာ post တင်သလိုမျိုးပေါ့နော်ဗီဒီယိုတွေကိုမတင်ပါနဲ့အဲကျွန်တော်တို့လိုအပ်တဲ့ language တွေတက်တွေ keyword တွေပေါ့နော်ဒါတွေထည့်ပြီးတော့တင်ဖို့လိုအပ်တယ်ပေါ့နော် Okay ဒါဆိုရင်မိတ်ဆွေကြိုက်နေတတ်တဲ့ browser တစ်ခုကိုအသုံးပြုလိုက်အဲကျွန်တော်ကတော့အဲကျွန်တော်တို့ဖုန်းမှာပါတယ်ပေါ့နော် Chrome browser နဲ့ပဲအဲကျွန်တော်အသုံးပြုပြီးတော့တင်ပြမယ်ဒါဆိုရင်ကျွန်တော် Chrome နဲ့ကိုဝင်လိုက်မယ် account နဲ့ဝင်လိုက်မိတ်ဆွေကတော့ဒီညမှာကိုယ့်ရဲ့ Facebook account ကိုတော့ဝင်ထားပါတော့။ဝင်ဝင်ဝင်နေတော့ကျွန်တော်မပြပေးတော့ဘူးလား။ဒါကတော့အခြေခံသဘောတရားလူတိုင်းသိမှာပါ။ Okay ဒါဆိုရင် Facebook account ထဲကိုဝင်လိုက်။ account ထဲကိုရောက်လိုက်ပြီဆိုရင်ဒီညမှာကျွန်တော်ရဲ့မိတ်ဆွေကကိုတင်မဲ့ page ကိုချိန်လိုက်ပါတော့။အဲဒါကတော့ကျွန်တော်ကတော့ page ကိုတစ်ခါလဲချိန်ပြီးသားဖြစ်နေတယ်။အဲကျွန်တော်ရဲ့မိတ်ဆွေကကိုတင်မဲ့ page ကိုချိန်လိုက်။ Okay ချိန်ပြီးသွားပြီဆိုရင်ဒီညမှာဒီအဆက်ကလေး30ရှိတယ်ပေါ့နော်။အဲဒါတွေလည်းကျွန်တော်ရဲ့မိတ်ဆွေသဘောပေါက်မှာပေါ့နော်။ဒီမှာ desktop site ပြောင်းထားတယ်။ တကယ်လို့ desktop site မပြောင်းလဲဆို desktop site ပြောင်းလိုက်ပေါ့နော်ဒါကတော့ကျွန်တော်ကပြောင်းပြီးစားဖြစ်တဲ့အတွက်ဒီလိုမျိုးလာနေတယ်ဒါကပေ့တဲ့ကိုလည်းကျွန်တော်ပြောင်းပြီးသွားပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုတင်မယ်ပေါ့နော်အဲဗီဒီယိုတင်မယ်ဆိုရင်ကျွန်တော်ရဲ့မြားလေးကိုတစ်ချက်ကြည့်လိုက်ဒီမှာကျွန်တော်ရဲ့ profile လေးရှိတယ်နော်အဲကျွန်တော်နည်းနည်းလေးခြေပြမယ်အဒီမှာ profile နေရာလေးကိုအောက်မြားလေး site နေအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက် okay နှိပ်လိုက်ရင်အဲသူကဒီလိုမျိုးပေါ်လာတယ်ဒါဆိုရင်ကျွန်တော်တို့ master ဒီ site နဲ့တွားရမယ်ပေါ့နော်အဲ business site ကိုတစ်ချက်နှိပ်မယ် okay နှိပ်လိုက်ရင်အဲသူကဒီတိုင်းတွားတယ် အတချို့ဒီနေရာမှာပေ့တွေများနေတယ်ဆိုရင်တော့ဒီတိုင်းသွားမှာမဟုတ်ဘူးကောနော်အဲတကယ်လို့ကျွန်တော်ရဲ့မိတ်ဆက်ကပေ့တွေများနေတယ်ဆိုရင်လည်းဒီမှာပေါ့နော်အဲဒီနေရာမှာပေ့လွဲနေတယ်ဆိုရင်လည်းအဲ့ဒီမှာအဆက်ကလေးရှိတယ် Okay အဲ့ဒီနေရာကိုနှိမ့်လိုက်အနှိမ့်လိုက်ပြီးတော့ကိုကဘယ်ပေ့မှာလဲပေါ့နော်အဲ့ဒါရွေးချယ်လိုက်ပြီးတော့ apply လုပ်လိုက်ပေါ့နော်အဲကျွန်တော်ကတော့ဒီပေ့မှာတင်ချင်တာဖြစ်တဲ့အတွက်ဒီပေ့တွေကိုရောက်လာတာပေါ့နော် Okay တင်တော့မယ်ဆိုရင်လည်းကျွန်တော်ရဲ့မိတ်ဆက်က real video ပဲဖြစ်ဖြစ်အဘီတို့အတူပဲဖြစ်ဖြစ်အရှိပဲဖြစ်ဖြစ်ပေါ့နော်အဒီတိုင်းတင်ပါအဲဒါဆိုရင်ကျွန်တော် time limit နေလောက်ဆရာမလို့ဘူးပေါ့နော် ကိုကြိုက်တဲ့နေရာက time delay ကိုဖြတ်ယူလို့ရတယ်ဗောနော okay ဒါဆိုရင်တင်တော့မှဆိုရင်ကျွန်တော်လက်ကလေးနဲ့နည်းနည်းခြေပြမယ် okay ဒီဘက်မှာ move ဆိုတာရှိတယ်အဲ့အများလေးစိုက်နေနေရာကိုချက်နှိပ်လိုက် okay ဒီနေရာမှာကျွန်တော်ရဲ့ mission က real video တင်ပါလား video အတိုတင်ပါလား video အရှိတင်ပါလားဗောနော်အတကယ်တော့အတိုတင်မှာဆိုရင်တော့ဒီဒီအကြောင်းကိုတွားဗောနော်အကျွန်တော်ကအရှိတင်နေတာဖြစ်တဲ့အတွက်ဒီလေးချောင်းမြောက်အောက်ဆုံးချောင်းကိုကျွန်တော်နှိပ်မယ်အတကယ်တော့ video အတိုတမဆိုရင်တော့၃ချောင်းမြောက်ကိုနှိပ်ဖို့လိုရတယ်ဗောနော်အဲကျွန်တော်ကအရှိတင်မှာဖြစ်တယ် ရိယဗီဒီယိုမဟုတ်ဘူး3မိနစ်စာ4မိနစ်စာဗီဒီယိုအရှိဆိုတော့ဒီအောက်ဆုံးကြောင်းပေါ့နော်အလေးကြောင်းမြောက်ကိုအချက်နှိမ့်မယ်အဲခဏလေးစောက်ပေါ့နော်ဒီနေရာမှာ line ကောက်ရောနည်းနည်းမြန်တယ်အဲကျွန်တော်မှဒီနေ့ line နည်းနည်းညံ့တယ်โอเคဒါဆိုရင်ကျွန်တော်စပြီးတော့တင်လို့ရပြီပေါ့နော်โอเคတင်တော့မယ်ဆိုရင်ဒီမှာပေါ့နော်အဲဒီမှာကျွန်တော်တို့က app video ပေါ့နော် app video ကိုနှိမ့်တယ်မယ်โอเคနေလိုက်ရင်ကျွန်တော်မျိုးစက်ကဘယ်ဗီဒီယိုတင်ပါလဲပေါ့နော်အဲ့ဒါဗီဒီယိုရှိတဲ့တဲ့ရောက်သွားတယ်ကျွန်တော်ကဒီမှာ3မိနစ်စာရှိတယ်ပေါ့နော်โอเคဒီဗီဒီယိုလေးကိုတင်ပါပြတဲ့အတွက်အဲ့ဒီနေရာလေးကိုကျွန်တော်အမှန်ချစ်မယ် အမှတ်ချစ်ပြီးတော့တယောက်က ADD ပေါ့နော်အဲအဲ့နေရာကိုအဲကျွန်တော်နှိပ်တယ်မယ်နှိပ်လိုက်ပြီဆိုတာနဲ့အဲသူကစပြီးတော့ upload စလုပ်ပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာတစ်ချက်ကြည့်ရမှာကအဲ့ဒီမှာကျွန်တော်ကဒါကတကယ်တမ်းကကျွန်တော်ခေါင်းစည်းပေးထားတယ်ဒါပေမဲ့ကျွန်တော်ကဖုန်းနဲ့အက်ဒစ်ထားပြီးခေါင်းစည်းပျောက်သွားတယ်ပေါ့နော်အဲပြဿနာမရှိဘူးအဲ့ဒါကိုကျွန်တော်တို့အဲကိုယ့်ရဲ့ခေါင်းစဉ်တွေပေါ့နော်အဲကိုယ့်ရဲ့တင်တဲ့ဗီဒီယိုရဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေကိုရေးမယ်ပေါ့နော်အဲ့ဒီနေရာမှာတရားပြည့်အောင်စောက်ဖို့လိုတယ်ပေါ့နော် အဲခဏစောက်ပေးလိုက်အဲကျွန်တော်ဒီနေရာမှာအဲခေါင်းစည်းလေးပေါ့နော်အဲကျွန်တော်ရဲ့ခေါင်းစည်းကအဲတိုင်းလိုင်းက TikTok account ဖြစ်နေပေါ့နော်ဟာကျွန်တော်တင်လာတာ TIK အဲ TikTok ကောဖြစ်နေ Okay ဒါကတော့အဲကျွန်တော်ရဲ့အကြောင်းအရာလေးပေါ့နော်ဒါကျွန်တော်ဗီဒီယိုရဲ့အကြောင်းအရာခေါင်းစဉ်လေးကိုကျွန်တော်ရေးတယ်အရေးပြီးတော့ဒီနေရာမှာကနောက်မှထည့်လိုက်ရတယ်ပေါ့နော်ဟာဒီမှာတက်ရဆောက်ပေးရမယ်ပေါ့နော် โอเคတရားမဆောက်ဘဲနဲ့ကျွန်တော်ဒီရင်ထားပြီးတော့ကိုပြင်ကျင်တာလေးလည်းပြင်လို့ရတယ်ဗောနောပြင်မယ်ဆိုရင်ဒီတိုင်းပဲဗောနောโอเคနည်းနည်းတော့အမြင်ကျင်တယ်ကျွန်တော်များတဲ့တစ်ချက်ကျဲဒီမှာ most ဆိုတာရှိတယ်เนาะအဲ့ဒီနေရာလေးနောက်တစ်ချက်ထပ်နေမယ်အထပ်နေလိုက်ရင်အဲသူကဒီနေရာကိုရောက်လာဗောနောအဲဒီနေရာရောက်လာပြီဆိုရင်ဒီမှာကျွန်တော်တို့က description လေးကိုကျွန်တော်နည်းနည်းဗောနောအအကြောင်းအရာလေးနည်းနည်းထည့်မယ်ဗောနောအကြောင်းအရာထည့်မယ်ဆိုရင်ကျွန်တော်အပေါ်ကလည်းဗောနော TikTok အကောင့်ဖြတ်နေဗောအဲဒီလမ်းလေးထည့်မယ်အဲ TikTok အကောင့်ဖြတ်နေလိုအပ်တဲ့မိတ်ဆွေတွေတော့ဗောနောအဲဒီနေရာကနေပြီးတော့ကျွန်တော်ထည့်ရေးတယ်မယ်ရှင်းရဗောနော အဲဒီတိုင်းလေးပေါ့နော်အဲဒီကတော့ခေါင်းစည်းလေးနဲ့နည်းနည်းလေးခွဲလိုက်တာပေါ့နော်အဲလိုအပ်တဲ့မိတ်ဆွေတွေအတွက် TikTok အကောင့်ပြန်နေပေါ့နော်အဲဒါကတော့ကျွန်တော် photoshop ရိုက်လိုက်တာပေါ့နော်အဲပြီးသွားပြီဆိုရင်ကျွန်တော်အောက်လေးကိုချပြီးတော့နည်းနည်းလေးပေါ့နော်အဲဒီနေရာလေးမှာကျွန်တော်ရဲ့မိတ်ဆွေက hashtag လေးတွေနဲ့ပေါ့နော်အဲခေါင်းစည်းနည်းနည်းလေး like ထည့်လို့ရတယ်ပေါ့နော်ထည့်မယ်ဆိုရင်ကျွန်တော်ကဒီတိုင်းလေး hashtag ပေါ့နော် hashtag ထည့်ပြီးတော့အဲဒီတိုင်းလေးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေကြိုက်တဲ့ idea တုံဒါတယောက်တောင်းနဲ့မတူဘူးပေါ့နော်အဲဒီ T I N K T O K TikTok အဲ TikTok ထည့်ပြီးတော့အဒီတိုင်းအောက်ချမယ် happy hashtag ထည့်မယ်ထည့်ပြီးတော့ဒီနေရာမှာကျွန်တော်ကအကောက်ဖြတ်နေပြီပေါ့နော် okay ဒီတိုင်းလေးကျွန်တော်ထည့်လိုက်မယ်အဲဒါကသူရဲ့ lower hashtag လေးပေါ့နော် hashtag ကလည်းအများကြီးထည့်လို့အဆင်မပြေဘူးအဲ lower တလောက်ပဲထည့်ပေါ့နော်အဲဒီတိုင်းလေးပေါ့နော်အဲ3-4ခုလောက်ထည့်လေရတယ်ဒါမှမဟုတ်ဒီနေရာမှာအဲနောက်တစ်ချက်အဲကျွန်တော်ရဲ့ page ရဲ့အဲ name လေးပေါ့နော်အဲဒီတိုင်းလေးထည့်မယ်အဒီနေရာမှာတော့ဆရာမရှိဘူးနော်ကျွန်တော်ရဲ့မိတ်ဆွေကကိုပတ်သက်တဲ့ hashtag အများကြီးထည့်လို့ရတယ်အတချို့ကျတော့အများကြီးထည့်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့4-5ခုလောက်ကအကျိုက်ဆုံးပဲ လိုလာတတ်ပို့တာအများကြီးကြိုက်ဘောနော်အဓိကကကျွန်တော်တို့ဗီဒီယို upload တင်နေနေရမှာအဓိက main ကတော့ language ဘောနော်အဓိနေရာမှာကျွန်တော်နည်းနည်း language နည်းနည်းကျွန်တော်ဖျက်ပြမယ် okay ဒီနေရာမှာနော်အဓိနေရာမှာ language ဘာသာစကားတစ်ခုရွေးချယ်ပေးလိုက်ပါဒီတိုင်းမတင်ပါနဲ့အဓိတိုင်းတင်မယ်ဆိုရင်မိတ်ဆွေကပတ်စံအဝင်လဲနေတယ်တိရောက်မှုလဲနေတယ်အဲ့တော့ language ဘာသာစကားမထည့်တာလည်းပေါ့နော်လုံးဝထည့်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒီနေရာကတော့အရေးကြီးဆုံးပဲအဲ့ဒီနေရာမှာမြန်မာတော့မထည့်နိုင်ဘူးပေါ့နော်ကျန်တဲ့နိုင်ငံတခုကျွန်တော်ကတော့ထိုင်းလန်းကိုထည့်တယ် အတော်တော်များများတဲ့ဒီနေရာမှာထိုင်းလန်းထည့်ပါထိုင်းကိုလူရေးရပါတော့ THAI လို့ရေးလိုက်ရပြီအထိုင်းလို့ရေးလိုက်ပေါ်လာလဲပေါ်လာရင်ဒါလေးကိုနှိမ့်လိုက်အောင်ပဲအနှိမ့်လိုက်ရင်အပေါ်မှာကျသွားပြီပေါ့နော်โอเคဒီမှာထိုင်းဖြစ်သွားပြီနော်โอเคဒါကလုံးဝလန်ကွီကိုဒီနေရာမှာထိုင်းထည့်ပေးဖို့လိုအပ်တယ်အဒါမှလည်းနီးစနစ်ကျမှာပေါ့နော်โอเคဒီလောက်ဆိုရင်ဒီနေရာကသဘောပေါက်ပြီပေါ့နော်အနောက်တစ်ချက်ကအဲကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့မှာက time plane နေထည့်ထားတာဆိုရင်တော့လေ time plane တော့ထည့်လို့ရတယ် time plane ကိုဘယ်နေရာကကြီးလှုပ်ထားပြီးသွားပြီဆိုရင်တော့ဒီဘက်ကပါနော် ကျွန်တော်တို့ upload email ကိုသွားမယ်သွားပြီးတော့ကျွန်တော်ရေးမစဒီတိုင်းလေးထပ်ပေါ်လာတယ်ထပ်ပေါ်လာဆိုရင်တယောက်က upload email တော့ချက်နေတယ်ဒါဆိုမိတ်ဆွေဘယ်နေရမှာ time limit နေရှိတယ် time limit လို့လာယူသွားလို့ရတယ်ဗောနော်နှိမ့်လိုက်တော့ပဲကျွန်တော်ကလုတ်ထားတာမရှိတဲ့အတွက်မတွားဘူးဗောနော်ဒီဘက်စောစောကအဲဒါမှကျွန်တော်မလုတ်ထားတာမရှိဘူးကျွန်တော်ရဲ့ video ထဲက time limit ကိုကျွန်တော်အယူသုံးမယ်ဆိုရရတယ်အဲဒါဆိုရင်ဒီအလဲရဗောနော်ဒီမှာဒီဘက်အလဲလေးကိုချက်နှိမ့်လိုက် โอเคအလယ်လေးကိုနှိပ်လိုက်ပြီးတော့အဲဒီမှာဒါလေးပေါ့နော်ကျွန်တော်ပြတဲ့နေရာလေးဝက်ချက်နှိပ်လိုက်အနှိပ်လိုက်ပြီးဆိုရင်သူကဒီလိုမျိုးလာပေါ်ပြီးတယ်ဒါကတော့ကျွန်တော်ဗီဒီယိုတွေရဲ့ time frame ပေါ့နော်အဲကျွန်တော်ရင်ပြဆိုင်ဒီအဖြူလေးကဒီဘက်ကိုဆွဲလို့ရတယ်နော်အဲနည်းနည်းလေးဒီမှာတော့အဲမဖြူလေးမြင်လားမသိဘူးကျွန်တော်ဆွဲယူသွားတာဒီဘက်ဒီမှာအဲဒီမှာအဖြူ၃လေးရှိတယ်နော်အဲဒီမှာဒီမှာမှာအဖြူ၃လေးရှိတယ်ဒါလေးကဒီလိုမျိုးလေးပေါ့နော်လိုက်ဆွဲလို့ရတယ်โอเคဒီဘက်လေးလက်လေးနဲ့လိုက်ထောက်ပေါ့နော်ဘယ်နေရာလောက်က timing ကလှလဲပေါ့နော်အဲကျွန်တော်ကတော့အဲကျွန်တော်ဖုန်းထဲမှာပါတယ်အဲဒီ timing ကကျွန်တော်တို့အဆင်ပြေတယ်ဆိုရင် ဲ့ဒီမှာကျွန်တော်ချထားတာမြင်တာမသိနော်โอเคဒီမှာနည်းနည်းလေးကျွန်တော်ဖြည့်ပြမယ်ဒီတုံးလေးလိုမျိုးတုံးလေးရှိရနော်လိုက်ဆွဲသွားလို့ရတယ်အဲကျွန်တော်ကဒီနေရာကိုကြိုက်တဲ့အတွက်ဒီနေရာမှာကျွန်တော်လာချထားတာပေါ့နော်โอเคအဲဒါကဒီလောက်ဆိုရင်သဘောပေါက်မယ်ဒါဆိုရင် time lane ပေါ့နော်အဲကျွန်တော်ရဲ့ Facebook page ထဲကိုဝင်လိုက်တာနဲ့ဒီ video ကိုမြင်မယ်ဆိုရင်ဒါနဲ့ဒီလိုမျိုးလေးပေါ်နေမှာပေါ့နော်โอเคပြီးသွားပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့ see time lane ဆိုတာရှိတယ်အပြာလေးပေါ်နေတယ်မြင်ရလားမသိဘူးနော်အဲ့ဒီပေါ်နေတဲ့အပြာလေးကိုပဲဆေးလိုက်ပေါ့နော်โอเคဒါဆိုရင်ရသွားပြီ အရသွားပြီဆိုရင်အဓိကကတော့ကျွန်တော်တို့ဒီမှာလမ်းကွေးတယ်ထည့်ပြီးသွားပြီအလမ်းကွေးထည့်ပြီးသွားပြီအဒီနေရာမှာ hashtag ကလည်းဒီလိုမျိုး၃ခုလေးနဲ့ပေါ့နော်သူနဲ့ပတ်သက်တဲ့အကြောင်းအရာလေး၃ခုတော့ထပ်ထည့်တယ်အထည့်ပြီးတော့ဒီနေရာမှာနောက်တစ်ခုအကျွန်တော်တန်တဲ့ပတ်သက်တာလေးတစ်ခုထည့်လိုက်အောင်မယ်နော်အဒီနေရာမှာထည့်လို့ရတယ်ဒါကျဲစလို့ပြင်လို့ရတယ်ပေါ့နော် Okay ကျွန်တော်ကတက်လောက်ပဲကျွန်တော်ထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ရပြီပေါ့နော်အလေးကူတော့ထည့်မယ်အထည့်ပြီးတော့မိတ်ဆွေကတချို့ဒီနေရာမှာတခြားပေ့တွေရှိတယ်ပေါ့နော် အကျွန်တော်တို့ကလှမ်းပြီးတော့တက်တွဲကျင်တဲ့ပုံစံတွဲကျင်တော့ဒီနေရာမှာနှိပ်ပြီးတော့တွဲလို့ရပါတော့အဒါကတော့ကျွန်တော်နောက်ဗီဒီယိုနဲ့ပဲကျွန်တော်ပြပေးတော့မယ်ဒီဗီဒီယိုရှေ့သွားမယ်ပေါ့နော်โอเคဒါကတော့ upload ပိုင်းတင်တဲ့နေ့ကိုပဲကျွန်တော်ပြပေးဒီတိုင်းလေးရပြီသဘောကျပြီဆိုရင်ဒီမှာလေပေါ်သွားပြီပေါ့နော်အဒါဆိုရင်အောက်မှာ next ဆိုတာရှိတယ်ဒီ down လေးမှာပေါ့နော်အဲဖုန်းနဲ့ဆိုတော့နည်းနည်းအမြင်နည်းနည်းကျင်းတယ်နော်အဒီအောက်မှာအပြာလေးနဲ့ရှိတဲ့ down ဆိုမှ next ဆိုတာရှိတယ်အဲ့ဒီ next ကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်ဒီတိုင်းပေါ့နော်โอเคတချို့ဒီနေရာမှာပေါ့နော်အဲဒီနေရာမှာဒါဒီ C ဆိုတဲ့နေရာလေးပေါ့နော် အစီအစွမ်းနေရမိတ်ဆွေတို့မြင်ဖို့မှာပေါ့တချို့အဲဝါနေတာလေးတွေရှိတယ်ပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေကမဝါခြင်းဥဆိုရင်တော့ဒါလေးကိုဖြုတ်ပြီးတင်ဖို့လိုရတယ်ဒါလေးကိုဖြုတ်လိုက်မယ်ဆိုရင်တော့အဲဒါအမဝါဘူးပေါ့နော်ကျွန်တော်မှာကတော့ monitor ကတော့ star တစ်ခုပဲရသေးတယ် star ပေါ့နော်အတကယ်လို့ install area မှာရနေပြီဆိုဒီအောင်မှာသူကနှစ်ခုပေါ်နေတယ်အဲဒါကတော့ကျွန်တော်မှာ star တော့ star လေးကိုကျွန်တော်မှန်ချစ်တာတော့ပေါ့နော်ဒီနေရာကို check မှ auto ပြေးတဲ့ထိုင်နေရပါတယ်ဒါလုံးဆံမလို့ပါဘူးနော်โอเคဒါကျွန်တော်မှာလည်း monitor မှာ on လေးတဲ့အတွက်ပေါ့နော်ဒီတိုင်းလောက်မှာသွားမယ်ဒါလေးကိုအဓိကဖြုတ်လိုက်မယ် အဲဒီနေရာလို့ပြောလိုက်မှဆိုရင်အဲကျွန်တော်တို့ C လေးဝါနေတာမဖြစ်တော့ဘူးပေါ့နော်။ Okay ဒီနေရာကဒီလောက်ပဲ။အဲဒါဆိုရင်အောက်မှာ next ကပေါ်နေသေးတယ်နော်။အပြာလေးနဲ့ရှိတယ်။အောက်တော့လေးမသိနည်းနည်းတော့သိတယ်နော်။အဲကြည့်လိုက်။ Okay next ကိုပေါ်လာရင်အဲဒီတိုင်းပေါ့နော်။အဲဒီနေရာမှာဒါကျွန်တော်တို့ကဗီဒီယိုတစ်ခုကိုအတင်တော့မယ်ဆိုရင်တော့ဒီအောက်ကစိတ်နဲ့ကျွန်တော်တို့တင်လို့ရမှာနော်။အဲဒါပေမဲ့လိုအပ်တဲ့အားလေးထပ်လုပ်လို့ရသေးတယ်။အဲကျွန်တော်ရဲ့မိတ်ဆွေကိုဒီနေရာမှာပေါ့နော်။အဲတကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကကိုကြိုက်တဲ့အချိန်မှာတင်မယ်ကိုပြန်ပြင်ချင်တဲ့အချိန်ပြင်ချင်မယ်ဆိုတော့ဒီဘက်ကစိတ်ထားလိုက်လို့ရတာပေါ့နော်။ဒီဘက်အစုံကိုနှစ်စိတ်ထားလို့ရတယ်။ အကျွန်တော်ကဒီနေရာမှာစိတ်နဲ့မတည်ဘူးเนาะကျွန်တော်ကဒီအလေလေးနဲ့အလေကိုချက်နှိမ့်လိုက်မယ်အဒီအလေအကြောင်းကဘာလို့ယူယူရေးရတာလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေကိုသတ်မှတ်ပြီးတော့တင်တာပေါ့เนาะအကျွန်တော်တို့ဘယ်နေ့ဘယ်ရက်ဘယ်ချိန်မှဒီဗီဒီယိုကတက်ပါဆိုအဒီသဘောတရားပေါ့เนาะအဲဒါဆိုရင်သူကဒီဘက်မှာပြတ်ပေးတာလေအော်တိုဘာ19ပေါ့เนาะကျွန်တော်က19ရက်တော့ဟုတ်တယ်ဒါပေမဲ့အခုတော့မတင်တော့ဘူးကျွန်တော်ကညနေ6နာရီလောက်မှတင်မှာဆိုတော့ဒီနေ့မှာ AN နဲ့ PN နဲ့နေရာကိုပြောင်းပေးဖို့လိုရတယ်ပေါ့เนาะ အဲဒါဆိုရင်အဲ့ဒီနေရာကိုနှိပ်လိုက်အနှိပ်လိုက်ပြီးတော့ကျွန်တော်ရဲ့မိစ္ဆာက PN လို့ရေးလိုက် okay ပြီးသလုံးရေးလိုက်တာနဲ့ PN ဆိုတော့ညနေခင်းဖြစ်သွားပြီပေါ့နော်အညနေခင်းဆိုည10နာရီဆိုတော့အဆင်ပြေဘူးကျွန်တော်က6နာရီလောက်တင်မှာဆိုရင်ရှေ့က30နေရာမှာအဲကျွန်တော်ရဲ့မိစ္ဆာက6ရေးတယ်ပေါ့နော်6ရေးလိုက်မယ်အဲဒီဘက်ကတော့6နာရီနဲ့3စက္ကန့် PN ညနေပေါ့နော်အဲဒီချိန်မှာဒီဗီဒီယိုကကျွန်တော်တင်မယ်ပေါ့နော် okay ဒါကတော့ကျွန်တော်ရေးဝယ်ပြီးတော့ဒါကိုကြိုက်တဲ့အချိန်ကိုသတ်မှတ်ပြီးတော့တင်တာပေါ့နော်အဲ့ဒါမှမဟုတ်လို့မိတ်ဆွေကတခါတည်းတင်မယ်ဆိုတော့ဒီဘက်ကိုထားလိုက်ပေါ့နော်။ဘာမှလို့ဆရာမလို့တခုအခုတခါတည်းတင်မယ်ဆိုရင် အဒီဘက်ကိုထားပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီအောက်ကဆေးကိုနှိပ်လိုက်တာနဲ့တော့သွားမှာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကတော့အချိန်နဲ့ပဲတင်မှာဖြစ်တဲ့အတွက်အချိန်ကြီးနဲ့ကျွန်တော်တတ်မှတ်လိုက်တယ်။ Okay တတ်မှတ်လိုက်ပြီးတော့တကယ်လို့ဒီမှာတတ်မှတ်လိုက်ပေါ့နော်။အတတ်မှတ်လိုက်ပြီးဆေးကိုနှိပ်လိုက်ရင်အဲဒါကျွန်တော်ရဲ့မိတ်ဆွေကအချိန်နဲ့တတ်မှတ်တော့ကျွန်တော်ဒီနေရာမှာရှုပ်သွားမှကြောက်တဲ့အတွက်ကျွန်တော်တစ်ခါတည်းပဲတင်ပြမယ်နော်။အဲဒါကတော့အချိန်နဲ့တတ်မှတ်ပြီးတင်ခြင်းဒီတိုင်းသွားတစ်ခါတည်းတင်မယ်ဆိုရင်လည်းကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာပေါ့နော်။ဒီနေရာကိုနှိပ်လိုက် โอเคအဲ့ဒီနေရာကိုနှိမ့်လိုက်ပြီးသွားပြီဆိုတာနဲ့ဒါတစ်ခါတည်းတင်လို့ရပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တစ်ခါတည်းပဲတင်တယ်ပဲကျွန်တော်ရမစ်အမြင်ရှုပ်သွားမှကျတော့တယ်ပေါ့နော်အဲ့ဒီဘက်ကိုထားမယ်အဲ့တစ်ခါတည်းတင်မယ်ပေါ့နော်အဲ့တင်မယ်ဆိုရင်ဒီအောက်မှာတစ်ချက်ကြည့်လို့ရတယ်အဲ့တကယ်လို့ဒီမှာ copyright တွေပါတယ်တချို့ဒီနေရာမှာပြောတယ်ပေါ့နော် copyright စစ်တဲ့နေရာကဗျာ copyright လွတ်တယ်ဆိုရင်ပေါ့နော်အဲ့လွတ်သွားပြီလားဗောမေးတယ်မိတ်ဆွေရှိတယ်ဒီနေရာက copyright လွတ်ကထာက100%စိတ်ချလို့မရဘူးအဲ50 50ပဲဗောနော်အဲ तू ကလွတ်တယ်ဆိုရင်မယ်တဲ့နောက်တရက်နေ့ရက်နေမှာတဲ့ထင်းထင်းမယ် နောက်တလားနှလားလေးငါ6လားတစ်နှစ်လောက်မှလည်းပြထိကျင်ထိတယ်ဒါကတော့အယူအဲဇူးဇူးပုံမှာမူတည်တာပေါ့နော်ဟာသူထိကျင်တော့ထိတာပဲโอเคဒီနေရာကတော့ကျွန်တော်အတိအကျပြောလို့မရတော့ဒါ100%တော့ယုံလို့မရဘူး50 50ပဲပေါ့နော်အဲကော်ပီရိုက်ဆက်တဲ့နေရာကအဓိကဒီအောက်မှာရှိသေးတယ်အဲဒီအောက်မှာဒီ page တွေတော့ like မ share ပါနဲ့အဲသဘောတည်းအသိအစင်မပြေဘူးပေါ့နော်အဲကျွန်တော်တို့အောက်မှာ play list တွေပါလိရှိတယ်ဆိုရင်လည်းဒီနေရာနှိပ်မယ်အဲဒါကလေး play list လောက်ထားတယ်ဆိုရင်နှိပ်ပြီးတော့အဲဒီနေရာမှာ play list ပေါ့နော်အဲကျွန်တော်ကဘာကြောင်းရံနဲ့ဘာကြောင်းရံနဲ့ဘာကြောင်းရံနဲ့ပေါ့နော်အဲ play list တွေထည့်ထားတာရှိတယ် အဲ့ဒါ playlist သဘောတရားပေါ့နော်ကျွန်တော်ကဒီမှာဒီကိုနှိပ်မယ်အနှိပ်ပြီးတော့ကျွန်တော် playlist ထည့်တယ်ပေါ့နော်အဲ့မိတ်ဆွေမမထိမရှိဘူးဆိုတော့ပိတ်ပြီးတော့ထားလို့ရတယ်ပိတ်ပြီးတင်လို့ရတယ်ဘာမှမဖြစ်ဘူးဒီနေ့ကတော့ပြဿနာမရှိဘူးပေါ့နော်အဲ့ကျွန်တော်မှရှိနေတဲ့အတွက်ကျွန်တော်လုံးပြလိုက်တာ okay ပြီးသွားပြီဆိုရင်ဒီမှာ save ပြီးတော့ချက်နှိပ်လိုက်မယ် okay save နှိပ်လိုက်ပြီဆိုရင်ဒါဆိုရင်ရပြီပေါ့နော်အဲ့ရပြီဆိုရင်ကျွန်တော်မိတ်ဆွေတစ်ခါတည်းတင်တော့မယ်ဆိုရင်အဲ့ဒီမှာတစ်ခါတည်းအဲ့ဒါတင်လို့ရိုက်ပေါ့နော်ကျွန်တော်ကတစ်ခါတည်းတင်မှာဖြစ်တဲ့အောက်မှာ public ဆိုတာရှိတယ်အပြာလေးနဲ့ပေါ့နော် โอเคနှိပ်လိုက်မယ်နှိပ်လိုက်တာလည်းဒီဗီဒီယိုကဒါတက်သွားပြီပေါ့နော်အဲ့ဒါထားလိုက်တခါလည်းတင်တယ်ဒါဗီဒီယိုတွေကိုကျွန်တော်ပြောသလိုပဲတင်တဲ့နေရာမှာနီးစနစ်ကြကြအဲတင်မှာဖြစ်သလိုမတင်နိုင်ပါနဲ့ပေါ့နော်အဲဒီလိုမျိုးပေါ်လာမယ်ဆိုရင်ဒါကိုချက်နှိပ်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့မြင်လဲထိရောက်မှုရှိတယ်ပေါ့နော်နီးစနစ်ကြတယ်ဗီဒီယိုတွေမှာအဓိကတော့ကျွန်တော်ပြောချင်တာကဘီဘာမလို့လို့ပေါ့နော်နီးစနစ်ကြကြနီးစနစ်ကြအဲ့တော့ဗီဒီယိုအတူတင်မယ်ဆိုတော့ဒီနေရာကပေါ့နော်။ဟိုရှေ့မှာကျွန်တော်ပြတဲ့အတိုင်းတင်ပါ။နောက်ထပ်ဗီဒီယိုနဲ့ ီဒီယိုအတူတင်တဲ့နည်းလမ်းလေးကိုလည်းကျွန်တော်ထပ်ပြပေးမယ်ဒါကလုံးဝအခြေခံရှိတဲ့မိတ်ဆွေတွေပေါ့နော်တဘောတယောက်နားမလည်တဲ့မိတ်ဆွေတွေတဲ့ကျွန်တော်တင်နည်းတင်မတင်နည်းလေးပြပေးတာဖြစ်ပါတယ်အဲဒီတိုင်းလေးပေါ့နော်ခဏဆောက်ပေးလိုက်အဒီနေရာမှာ plot set ကသူ့ဘန်လို့တရားပြည့်တာနေပေါ့နော်ဒါ line ပေါ်သူ့ဘန်လို့ auto တက်သွားပါတယ် okay အဒီဘူလေးကတော့အဲဒီလောက်ပါပဲဒါကျွန်တော်ကိုလုံးဝအခြေခံတဘောတယောက်မသိတဲ့တောင်းဆိုတဲ့မိတ်ဆွေတွေတော့ပေါ့နော်အဲမြောက်ဝေးပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ